အားလုံးသောတနင်္လာသားမီးတနင်္လာနေ့ပွားများမင်္ဂလာကျက်ဒီပေါင်းနဲ့ပြည့်စုံကြပါစေအဲ့တော့1388ခုနှစ်အတွက်တနင်္လာဒီပွားတနင်္လာသားမီးတွေအတွက်တနေ့တာရေပုံရကန်းစားတာကိုဒီနေ့ဖတ်ကြားပြတော့မှာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားမီးတနင်္လာနေ့ပွားတွေအတွက်1388ခုနှစ်ကဒါပေါ့ပေါပါနဲ့ပေါ့ပျော်ရွှင်မှုတွေကိုဒါဖန်တီးနိုင်ပါလိမ့်မယ်ပိသားသူရေအပြောင်းလဲတွေပြောစရာကောင်းတဲ့ခရီးတွေနောက်ပါတီပွဲပျော်ပွဲရွှင်ပွဲတွေအတွက်လည်းဒါကံခွင့်လန်းပေးလာမယ်နှစ်တစ်ခုလို့ဆိုလို့ရပါတယ် ောက်တစ်ခုကတော့အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းမြေ့စရာဂျုံကျင်ဘဝအတွက်ဒီကိုကိုကြောတော့နောက်ခံပေးမဲ့ပုံကောင် ပေါ်ထွန်းလွယ်ခြင်းနောက်တပိုင်းတစဖြစ်နေတဲ့အခက်အခဲပြဿနာတွေကိုကောင်းမွန်စွာပြီးတတ်နိုင်ခြင်းဆိုတဲ့ကံစားတာတွေကို ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ငွေကြေးနဲ့စီးပွားရေးကံပါ။ငွေကြေးကံကတော့ကောင်းမွန်စွာတိုးတက်နေမယ့်နှစ်တစ်ခုဖြစ်ပါတယ်။ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ခဲ့သူတွေအဖို့လည်းဒါဆက်တူရှယ်ယာကောင်းတွေရရှိတာဖောက်သေးကောင်းတွေရရှိတာ ကြုံရပါလိမ့်မယ်။နောက်ပြီးတော့လုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့အဆက်အသွယ်အကောင်းတွေကိုလည်းဒါ1389ခုနှစ်မှာရရှိမှာပဲဖြစ်ပါတယ်။ငွေကြေးစုဆောင်းနိုင်စွမ်းလည်းဒါမြန်မာနာမည်နဲ့တခုကိုဆိုလို့ရပါတယ်။နောက်တစ်ခုကတော့ဝန်ထမ်းသမားတွေပါ။အဲ့တော့ဝန်ထမ်းသမားတွေအဖို့ကတော့ရန်တိုက်ခင်ရန်တိုက်ခံအင်မတန်များတတ်တဲ့နှစ်ပါ။အဲ့တော့စောင်းမြောင်းပြောဆိုခံရတာနော်အထင်လွဲဆွဆွဲခံရတာလေးတွေများတတ်တဲ့အတွက်ကြောင့်ဒါတီးခံဖို့ကျွန်တော်တို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့ဒါလုပ်ငန်းတည်ရှာနေတဲ့သူတွေပေါ့နော်။အဲ့တော့လုပ်ငန်းတည်ရှာနေတဲ့တနင်္လာ နေပွားတွေအတွက်လည်း1389ခုနှစ်ကအလုပ်သေးရလွယ်တဲ့အချိန်ဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့မြေတားရေးပါမြေတားရေးမှာတော့ဒါရတာမလို့လိုတာမရဆိုလို့လွှဲချော်မှုလေးတွေများနေတတ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်။မကြာခဏဆိုသလိုအနားလည်မှုလွဲတာအရန်ပြဿနာလေးတွေဖြစ်တတ်တာကြုံရလွဲပါတယ်။အိမ်တော်ကြီးမှာတော့ဒါသတိထားအပ်ပြီးတော့နားလည်မှုကြီးကြီးမားမားတိစားရမယ့်အချိန်ဖြစ်ပါတယ်။ဆွေမျိုးရေးရာကိစ္စတွေကြောင့်အိမ်တော်ကြီးပူပန်ကြောင်းကြလေးတွေဒါများတတ်သလိုတယောက်နဲ့တယောက်သဘောထား ကွဲလွဲတာလေးတွေကြီးကြီးမားမားဖြစ်တတ်တဲ့အတွက်ကြောင့်သတိထားအပ်တဲ့ကာလဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ကျမ်းမာရေးပါ။ကျမ်းမာရေးပိုင်းမှာအသေးပိုင်းနဲ့ပတ်သက်တာသတိထားဖို့လိုအပ်ပါတယ်။အပျော်ပါအတောက်စားကိုအလွန်ကျွန်းလိုက်စားမယ်ဆိုရင်ကျမ်းမာရေးအားနည်းချက် ဖြစ်လွယ်တတ်ပါတယ်။ဒါဓာတ်ခိုက်စာအနေနဲ့ကတော့ဒါအချင်းကိုလျှော့စားပေးရမှာပဲဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့နိုင်ငံရေးချားနဲ့ပတ်သက်တဲ့ကံမနိုင်ငံရေးချားခရီးနဲ့ပတ်သက်တဲ့ကံနည်းနည်းအားနည်းတဲ့နှစ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ နိုင်ငံရေးချခရီးဝေးထွက်ဖို့ကိုစ조사သလောက်ဒါအရာမထင်တတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အချိန်နည်းနဲ့အချိန်ကားကိုလိုက်ပြီးတော့ဒါလိုက်ရောညီတွေလှုပ်ဆောင်ဖို့တော့လိုအပ်ပါတယ်။အဲတနင်္လာနေ့ဘွားတနင်္လာသားသမီးတွေအတွက်ပေါ့နော်တနစ်တာလုံးကံကောင်းပြီးတော့ကံစရာမြန်မာဘူလှုပ်ဆောင်လို့တင့်တယ်ရတရာအနေနဲ့ကတော့တနင်္လာနေ့မနက်9:00နာရီနဲ့10:00နာရီခွဲကြားမှာမိမိအိမ်ဖျားเจ้าဆောင်မှာပဲဖြစ်စီဖျားစီကြီးရဲ့တနင်္လာတောင်းမှာပဲဖြစ်စီ ဒါတပြေ6ညောဖျောင်းနိုင်အမွေတိုင်း6တိုင်းစီဆူတန်းပြီးတော့ဒါလိုရဆူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့မကြခဏလို့လူရရပါတယ်တလားတစ်ချိန်လို့လူလည်းရပါတယ်ဒါကတော့1388ခုနှစ်အတွက်တနင်္လာနေ့ဘဝတနင်္လာသားမီးတို့ရဲ့တနှစ်တာရေပုံရကန်စာတာနဲ့ရတရအစီအမဲဖြစ်ပါတယ်အဲ့တော့အားလုံးသောတနင်္လာနေ့ဘဝများနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကံကောင်းပြီးတော့လူရဆန္ဒတွေပြွားကြပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်